သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့ဂျွန်လ30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအစိုးရကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားကိုလာရောက်ရမှုစိတ်ချမ်းသာရတဲ့အတွက်၃ချိန်မြောက်လာလည်ခဲ့ပြီးနောက်ထပ်လာနိုင်ရေးလဲစ조사အောင်မဲလို့ main online ဆိုပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကရုရှားနိုင်ငံဘရီရှားပြည်နယ်ကိုလာရောက်ရမှုမှာစိတ်ချမ်းသာရတဲ့အတွက်၃ချိန်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ရေးစ조사အုံးမယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဇွန်လ29ရက်နေ့မှာမင်းအောင်လှိုင်ကရုရှားနိုင်ငံဘရီရှားပြည်နယ်ကိုရောက်ရှိစဉ်မှာရင်းကဲ့သို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးရင်းတို့ပြောဆိုမှုကိုလည်းယနေ့ထုတ်စစ်ကောင်စီသတင်းစာများမှပြန်လည်ဖော်ပြထားပါတယ်။အင်မတန်စိတ်ချမ်းသာရပါတယ်။လာရတာတာယာလှပတဲ့ဒေတာတစ်ခုပေါ့။ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်လာရတယ်လို့ခန်းစားရပါတယ်။ကျွန်တော်၃ကြိမ်ရှိပြီးလာတာကိုဋေတာကိုလာရတယ်လို့ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်။နောက်ထပ်လည်းလာနိုင်ဖို့ကျွန်တော်ကြိုးစားအောင်မယ်လို့ပြောလိုပါတယ်လို့မင်းအောင်လိုင်ကရုရှားအခြေစိုက်မီဒီယာများကိုဖြေဆိုခဲ့ပါတယ်။မင်းအောင်လိုင်ကရုရှားနိုင်ငံဘရီရှားပြည်နယ်နဲ့ကျန်းမာရေးပညာရေးပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်များကိုလက်ခံသွားမှာဖြစ်ပြီးစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးလဲပူးပေါင်းရန်ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပူးပေါင်းလှုပ်ဆောင်ရမယ့်နယ်ပယ်များစွာရှိနေကြောင်းပြောဆိုပါတယ် ရုရှားနိုင်ငံဘော်ရီရှားပြည်နယ်အုပ်ချုပ်ရေးမှူးကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Rapid Bio Sewa Company ရဲ့ Sewa နည်းပညာနဲ့ပတ်သက်ပြီးပစ္စည်းတင်သွင်းရန် Register များလုပ်နေကြောင်း Ulan Urega ထုတ်တဲ့ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများလုပ်ရန်စီစဉ်ထားကြောင်းပြောဆိုပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံမှာရုရှားဘာသာစကားပညာသင်ကြားနေတဲ့ဆရာများကိုထက်ဆင့်တင်နှံများပေးရန်အစ်မြင့်တင်နှံများပေးရန်အတွက် Variation ပြည်နယ်ကတင်ပေးနိုင်ကြောင်း ပါရီရှားပြည်နယ်မှာရှိတဲ့တက္ကသိုလ်များမှာလည်းမြန်မာဘာသာစကားကိုသင်ကြားနိုင်ဖို့မြန်မာဘာသာစကားဌာနဖွင့်ရန်အထည်လည်းရည်ရွယ်ဆောင်ရွက်နေကြောင်းနှစ်နိုင်ငံခီးသွွားလုပ်ငန်းမြင့်တင်ရန်သဘောတူညီကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စိတ်ဖြူမြို့နယ်မှာရှိတဲ့ကပ္ပစ21ဆက်ရုံတွင်လျှက်စစ်မိလိုက်ပြန်ပြင်ဆင်ဖို့လာတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုစစ်သား3ဦးသေဆုံးခဲ့ကြောင်းသတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့အမတ်21ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာ21ကိုလျှက်စစ်တအားပေးနေတဲ့မီးလိုင်းကိုပြင်ဆင်ဖို့အတွက်လာတဲ့စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရမှာစစ်သား3ဦးတိတ်ဆုံးခဲ့ကြောင်း People Defense Force 6တခင်ပိုးလာကြီးတက်ခွဲမှတရင်နဲ့ပြန်ချာရေးတာဝန်ခံ Phoenix ကပြောဆိုပါတယ်။ဇွန်လ26ရက်နေ့ညနေ9:00ခန့်မှာတခြင်း ရင်းနေ့ည10:15မိနစ်ခန့်မှာတစ်ချိန်၊ဇွန်လ28ရက်နေ့မနက်9:00ခန့်မှာတစ်ချိန်၊စစ်ဖြူမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်နက်ထုတ်လို့ရေးစက်ရုံကပ္ပဆာ21ကိုမီးလိုင်းပြင်ရန်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းရင်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်ခွေးအင်အားက150ခန့်ပါတယ်အသေးပြောက်က တော့အတိအကျမသိရသေးဘူးတရားရတဲ့ကောင်တွေကိုသူတို့ယုံတဲ့တင်ကုတာဆိုတော့9ယောက်လောက်တော့ရှိတယ်မိုင်းထိတာက2ယောက်လက်နက်ကြီးထိတာက9ယောက်ဆိုတော့တရားရတာပေါ3ယောက်လောက်ကတော့သိဖို့များတယ်အဲ့ဒီစစ်ကြောင်းကစစ်ဖြူဘောလုံးကွင်းထဲကိုကပ္ပဆ21ကိုပြန်ဆုတ်သွားတာ ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့မြေပြင်စစ်ကြောင်းတွေကိုမဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းတိုက်ခိုက်နေမှာဖြစ်ပြီးတပ်ဖွဲ့ရဲ့လိုအပ်ချက်များရှိတဲ့အတွက်လည်းပြည်သူများအနေနဲ့ကူညီပေးဖို့လည်းအကူအညီတောင်းခံအပ်ပါတယ်လို့ People Defense Force 6တခင်ဖိုးလာကြီးတပ်ခွဲမှတရင်နဲ့ပြန်ကြားရေးတာဝန်ခံ Phoenix ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကို6တခင်းပိုးလာကြီးတပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းဖြစ်တဲ့ပကုတ်ကူခရိုင်အမတ်လေးတရင်ဇလင်းမြို့နယ်ပကပဇုံ3တို့ကပူးပေါင်းလွတ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဇွန်လ29ရက်နေ့မှာအကြံဖတ်စစ်တဲ့စစ်ကြောင်းကကပ္ပဆ21ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာကပ္ပဆစစ်ရုံနဲ့တပ်များရှိနေပေမဲ့ တော်လန်ရစ်တက်များရဲ့မကြာခဏတိုက်ခိုက်မှုများကြောင့်စစ်တပ်စစ်ကြောင်းများမှအပြင်ထွက်ရန်မရဲတော့ဘဲမိမိတို့ရဲ့စခန်းများအတွင်းသာခြေကုပ်ယူနေထိုင်နေကြကြောင်းတော်လန်ရစ်တရင်ရှိမြစ်တချို့ကရှင်းလင်းပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့မင်းဘူးမှာနေရကန်တာဝါတိုင်းစစ်တပ်စခန်းမှာထွက်ပြေးလာတဲ့စစ်သားတအုပ်ကိုဖမ်းဆီးရရှိပြီးစစ်ရာဇဝတ်မှုကျူးလွန်ခြင်းရှိမရှိစစ်စစ်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းမင်းဘူးမြို့မှာနေရီကန်တာဝါတိုင်းစစ်တပ်စခန်းမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုဖမ်းဆီးရရှိကြောင်းမင်းဘူးခရိုင်အမှတ်ချုပ်တပ်ရင်းမှာတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ်။ဇော်လ28ရက်နေ့မကွေးတိုင်းငဖဲမြို့နယ်နေရီကန်တာဝါတိုင်းစခန်းကုန်းမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုမင်းဘူးမြို့နယ်တနီယာမှာဖမ်းဆီးရရှိခဲ့ကြောင်းစစ်ကောင်စီတပ်မှတာဝန်မထမ်းဆောင်လို့တဲ့စစ်သားများမှာမင်းဘူးခရိုင်အမှတ်ချုပ်တပ်ရင်းကိုဆက်သွယ်ကအလင်းဝင်လျက်ရှိကြောင်း အဲ့ဒီလိုအလင်းဝင်သူများထဲမှာစစ်တပ်ကအတင်းအဓမ္မပေါ်တာဆွဲစုစောင်းထားတဲ့လူငယ်များကအများဆုံးဖြစ်ကြောင်းသိရှိရပါတယ်။အလင်းဝင်တဲ့စစ်သားကစစ်ရာဇဝတ်မှုကျွလွန်ထားတာမရှိဘူးဆိုရင်သူ့အနေနဲ့သူ့ပြန်ချင်တဲ့ဒေသကိုပြန်ဖို့သူ့မိသားစုစီကိုပြန်ဖို့ကျွန်တော်တို့ချိတ်ဆက်ပေးမှာပါ။သူကတင်းနေစင်ပြီးပြီးချင်းနေရီကန်တာဝါတိုင်းစခန်းကိုရောက်လာတယ်လို့ပြောတယ်။ အဲ့ဒါကိုလည်းကျွန်တော်တို့ထပ်ပြီးတော့အတည်ပြုနေပါတယ်အဲ့ဒါအတည်ပြုနိုင်ရင်တော့သူမိသားစုစီကိုပြန်နိုင်ဖို့ကျွန်တော်တို့စီစဉ်နေပါတယ်လို့မင်းဘုခရဲ့အမတ်ချုပ်တက်ရင်မှတာဝန်ရှိသူကရှင်းပြပါတယ်အကြံဖတ်စစ်ကောင်စီလက်အောက်ခံစစ်သားရဲများအပါအဝင်လက်နက်ကင်များအနေနဲ့ထက်မှန်အလင်းဝင်ရောက်လိုပါကမင်းဘုခရင်အမတ်ချုပ်တက်ရင်ကိုအချိန်မရွေးဆက်သွင်းနိုင်ကြောင်းယူဆောင်လာတဲ့လက်နက်ခဲယမ်းများပေါ်မူတည်ပြီးဂုံပြုစုကျင်းွေများကိုလည်းထိုက်ထိုက်တန်တန်ချင်းမြင့်သွားမှာဖြစ်ကြောင်းမင်းဘုခရင်အမတ်ချုပ်တက်ရင်မှတာဝန်ရှိသူကအသိပေးကြေညာထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရွှေဘုံမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်နဲ့ပြူစောတီစခန်းများအပါအဝင်စစ်စခန်း၃ခုကိုတပြိုင်နက်တည်းတိုက်ခိုက်မှုစစ်ကောင်စီတပ်ပမှ24ဦးသေဆုံးပြီးလက်နက်ခဲယံတချို့ကိုတင်ဆက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်နဲ့ပြူစောတိစခန်းများအပါအဝင်စစ်စခန်း၃ခုကို တပြိုင်နက်တည်းတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဘက်မှ24ဦးသေဆုံးပြီးလက်နက်ခဲယံတချို့ကိုတင်ဆက်ရရှိကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကယမန်နေ့ကသတင်းထုတ်ပြန်ထားပါတယ်ဇွန်လ28ရက်နေ့မနက်6:30မိနစ်အချိန်မှာရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာပြူစောတီစခန်းနဲ့စစ်တပ်စခန်းကုန်းတို့ကိုရွှေဘုံမြို့နယ်ပကပဥဆောင်တဲ့တော်လရင်တပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဟင်းတာကြီးပြူစောတိစကန်နဲ့စစ်တပ်စကန်ကုန်းတို့ကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘိုးနက်တောင်စစ်တပ်အထိုင်ချစကန်ကိုတော့ဒရုန်းများနဲ့အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြကြောင်းအဆိုပါစကန်၃ခုမှာပြူစောတိနဲ့စစ်သားအင်အား80ကျော်ရှိကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ရမှာဟင်းတာကြီးပြူစောတိကြီးရွာမှာရှိတဲ့စစ်စကန်ဘန်ကာ၅ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းတို့ရမှာတော့အနီးမှာရှိတဲ့စစ်တပ်စကန်ကုန်းကိုဆက်လက်သိမ်းယူနေစမှာရွှေဘုံမြို့နယ်ကြောင်မြောင်းခမရ၁၂နဲ့ ရွှေဘိုခေါလာရ42တို့ကဟာဝယ်စား105မမ120မမတို့နဲ့အကြိမ်ကြိမ်ပစ်ကူပေးခဲ့ကြောင်းထို့ပြင်စစ်ကောင်စီတပ်ပတ်မှစစ်ကူအင်အားများထပ်မံရောက်ရှိလာတဲ့အတွက်တော်လန်ရေးတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရှိရပါတယ်။ ဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်မှ16ဦးသေဆုံးပြီးနောက်ဆက်တွဲအရာခံဗိုလ်တအူးအပါအဝင်9ဦးထပ်မံသေဆုံးခဲ့ကြောင်းတိုက်ပွဲဖော်ဆောင်နေစမှာပြူစောတိကြည်ရွာမှ3ပန်း18ဦးဖမ်းဆီးရမိခဲ့ပေမဲ့ကလေးတငယ်နဲ့အမျိုးသမီးတက်ကြီးရွယ်အိုများဖြစ်ချင်းစီရေးအခြေအနေတင်းမာလာမှုနဲ့နေမည်အနေထားတို့အရာဘေးလွတ်ရာကိုလွတ်ပေးခဲ့ကြောင်းသိရှိရပါတယ်စစ်စည်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ရဲ့ကာပိုင်နှလံကိုလုံးတလက် G3 တလက်ကိုလုံး G66 တောင်း G3G 635တောင်းနဲ့ G အိမ်၄ခုတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းတော်လန်ရေးတပ်များဘက်မှပကဖရဲဘော်နှစ်ဦးကြဆုံးခဲ့ရကြောင်းသိရှိရပါတယ်။စစ်စင်ရေးကိုရွှေဘုံမြို့နယ်ပကဖတာဝန်ခံရဲ့ကုတ်ကဲမှုနဲ့ရွှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့တိုက်နယ်နှစ်၄၅ပကဖတိုက်ခိုက်ရေးအဖွဲ့ပူပေါင်းအဖွဲ့အဖြစ်ရွှေဘုံခရိုင်ပကဖတိုက်ခိုက်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့တပင်းရင်မြို့နယ်ပကဖ group 3အဖွဲ့တို့ပါဝင်ခဲ့ကြောင်းရွှေဘုံမြို့နယ်ပကဖ PDO ရွှေဘိုဖက်ဒရယ်တက်ဒရုန်းတပ်ဖွဲ့ဘူတလင်မြို့နယ်ပကဖဒရုန်းတပ်ဖွဲ့နဲ့တိုက်နေငါပကဖဒရုန်းတပ်ဖွဲ့တို့ကလည်းစစ်တပ်နေရာ၃ခုကိုပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖြူးမြို့နယ်ဝဲတောင်ရွာမှာရှိတဲ့စစ်တပ်ကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှ၁၀ဦးသေဆုံးခဲ့ပြီးစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းဖြူးမြို့နယ်အုတ်ဖြက်လန်းဝဲတောင်ရွာမှာရှိတဲ့စစ်တပ်ကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာ စစ်တပ်ဘက်မှ၁၀ဦးသေဆုံးကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှစစ်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့ဇွန်လ၂၉ရက်နေ့မနက်၂:၃၀မိနစ်အချိန်မှစတင်ပြီးဝဲတောင်ရွာမှာရှိတဲ့စစ်တပ်ကင်းစခန်းကိုတော်လှန်ရေးတပ်များကစတင်တိုက်ခိုက်ခဲ့ကြောင်းမနက်၇:၃၀မိနစ်အချိန်မှအဆိုပါစစ်တပ်ကင်းစခန်းကိုအပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးစခန်းကိုမီးတင်ရှို့ရှင်းလင်းလိုက်ကြောင်းအဆိုပါတိုက်ပွဲမှာစစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီးအလောင်း၅လောင်းကိုရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီစစ်တပ်စခန်းနေရာကစစ်ကောင်စီကဂေစခန်းဖွင့်ပြီးပြည်သူကိုဒုက္ခပေးနေတာအဲ့ဒါကြောင့်တိုက်ခိုက်တာစခန်းကိုသိမ်းပိုက်ပြီးတော့ရှင်းလင်းရေးလုပ်ပြီးပြန်လည်စုခွာခဲ့ပါတယ်ရန်သူမသားအလောင်း၁၀လောင်းမှ၅လောင်းကတော့မျက်မြင်ရရှိပါတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော်မှစစ်ရေးတရင်ရှိမြစ်ကရှင်းလင်းပြောဆိုပါတယ်ပြုမြုံနယ်ဝဲတောင်ရွာစစ်တပ်ကင်းစခန်းကိုတော်လန်ရစ်တပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးကြီးများပစ်ခတ်ခြင်းလှုပ်ဆောင်ခဲ့ရမှာဝဲကြီးရွာနဲ့ဝဲတောင်ရွာတို့မှာပြည်သူ၄ဦးသေဆုံးခဲ့ကြောင်း ြည်သူအများပြားနဲ့ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးကိုပြည်သူကာကွယ်ရေးတပ်မတော် BUA 24အေယာဝတီစစ်ကြောင်းဟင်တရခရင်အမှတ်နှစ်တက်ရင်ပြုမြွနဲ့ပကဖနဲ့ရန်ကုန်တိုင်းပကဖအပါအဝင်တော်လန်ရေးမဟာမိတ်တပ်များကစုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့2025ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုအဖြစ်ပသိမ်မာပြည်သူ့ပါတီရုံးဖွဲ့ပြည်သူ့ပါတီခေါင်းဆောင်ဦးကိုကိုကြီးတက်ရောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေယာဝတီတိုင်းရဲ့မြို့တော်ပသိမ်မြို့မှာဇွန်လ29ရက်နေ့ကပြည်သူ့ပါတီရဲ့အေယာဝတီတိုင်းရုံးနဲ့ပသိမ်မြို့နယ်ရုံးခန်းဖွင့်လှစ်ခဲ့ရမှာပါတီခေါင်းဆောင်ဥက္ကုကိုကြီးနဲ့ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။အာနာသိန်းစစ်ကောင်စီကကျင်းပမဲ့2025ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေမှုအနေနဲ့ဥက္ကုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကတိုင်းရုံးနဲ့မြို့နယ်ရုံးများကိုပသိမ်မြို့နယ်အမှတ်6ရပ်ကွက်ကုသနာယုံလမ်းမှာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ 2020ရွေးကောက်ပွဲအကြိုကာလမှာပသိမ်မြို့အမတ်3ရက်ကွက်မှာပြည်သူ့ပါတီရုံဖွင့်လှစ်ခဲ့ပြီးလက်ရှိ2025ရွေးကောက်ပွဲအကြိုကာလမှာလည်းအမတ်6ရက်ကွက်ကိုပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ပြည်သူ့ပါတီဟာ2020ရွေးကောက်ပွဲမှာအေယာဝတီတိုင်းမှာရှိတဲ့ပသိမ်နဲ့လေးမျက်နှာအပါအဝင်မြို့နယ်တချို့မှာဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့အနိုင်မရခဲ့တဲ့ပါတီတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုဆုံးထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြပါစေခင်ဗျာ